ဆိုဖက်မြများအလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့အနေရောရီ28ရက်ကျေးဇူးတရားလေးကျင့်စဉ်ရမတိုင်ခင်မှာမိမိကိုကိုတန်းစင်နဲ့ cleansing day 1ကိုလေ့ကျင့်ကြမှာဖြစ်ပါတယ် cleansing ရဲ့သဘောဟာမိမိဘဝအတွက်ကောင်းမွန်သော အရာများမလုပ်ခင်မှာမိမိရဲ့ခန္ဓာကိုယ်ရဲ့မှာကြံရှိနေတယ် အငြိချင်းမတန်းစင်သောစိတ်တွေနဲ့မကောင်းသောဇွဲ့ရင်တွေကို ဖေရှားပြခြင်းဖြစ်ပါလေ။ဒါမှသာမိမိဟာမိမိဘဝတည်းကောင်းမွန်သောအရာတွေကိုလေ့ကျင့်တဲ့အခါမှာအကျိုးကျေးဇူးများကိုတိုက်ရိုက်ခံစားရမှာဖြစ်ပါလေ။တခါတည်းမှာနေရိုးရီဟာမိမိရဲ့စိတ်ထဲမှာကြံရှိနေတဲ့စိတ်ရဲ့အငြင်းကြီးတွေမကောင်းတဲ့ energy ကျွင်းကြံတွေကိုသတိမထားမိပဲ ကောင်းတဲ့အလုပ်ကိစ္စတွေဆောင်ရွက်ကြတဲ့အခါမှာမိမိရဲ့စိတ်ထဲမှာခံနေတဲ့အဆိုင်ခဲတွေကြောင့်မိမိလုပ်တဲ့ရာတွေဟာကိုယ်ပေါ်မှာကိုအပြည့်အဝအကျိုးကျေးဇူးမပေးတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်ဝန်ကြီးတို့ကဒီကနေ့မှာတော့မိမိရဲ့စိတ်ထဲမှာရှိနေတဲ့မကောင်းတဲ့ဆွေးရင်တွေပူလောင်ခြင်းအညစ်အကြေးတွေကိုတန်းစင်ကြမှာဖြစ်ပါတယ်။ ီကနေ့ရဲ့တန်ဆင်ခြင်း ritual မှာအနေရောရဲ့အကူအညီတောင်းခံကြမယ့်သူကတော့မိခင်ကဘာမေကြီးဖြစ်ပါတယ်။အနေရောရဲ့ mother art ခရာလို့လည်းခေါ်လို့ရှိပါတယ်။အနေရောဟာဒီကနေ့မှာမိခင်ကဘာမေကြီးစီကတန်ဆင်တော်ဓာတ်ရဲ့အကူအညီကိုယူပြီးမိမိရဲ့စိတ်ဝိညာဉ်ထဲမှာကြံရှိနေတဲ့အနေခြေတွေကို တန်ဆင်ကြမှာဖြစ်ပါတယ်။အရင်ဦးစွာနေတော့မိခင်ကပါမြေကြီးနဲ့ဆက်တွေ့ကြရအောင်ပါ။မာသာတခါရနဗျာတပါဖြစ်ပါတယ်။အနီတော့လူသားတွေလိုအပ်ချိန်တိုင်းမှာအကူအညီပေးနေတယ်။မေတ္တာတရားကြီးမားလာတဲ့ spirit guide ဖြစ်ပါတယ်။ goddess ဖြစ်ပါတယ်။ မာသာအာသာအထူးသဖြင့်ဤတို့လူသားတွေအတွက်ကလင်စင်နဲ့ဟီးလင်းပြုလုပ်ရမှာမိမိကိုယ်ကိုတန်ဆင်ခြင်းနဲ့မိမိကိုယ်ကိုကုစားခြင်းပြုလုပ်ရမှာအကွင့်ကြီးပေးပါလေ။ဒါကြောင့်ဤတို့ရည်ရည်ဆုံးယုတိမြတ်နိုးစွာနဲ့ပဲမာသာအာတ်ကိုဖိတ်ခေါ်ကြပါမယ်။နေရစင်းနေဖြစ်တဲ့နေရာလေးမှာနေရယူလိုက်ပါ။ညလုံးလေးကိုမိတ်ထားပြီးစိတ်ကလေးကိုလျှော့ထားကြမယ်။ မိမိတို့ရဲ့စိတ်ထဲကနေမိခင်ကဘာမြေကြီးကိုဒီကနေ့ရဲ့လေ့ကျင့်စဉ်မှာမိမိကိုယ်ကိုတန့်စင်ခြင်းပြုလုပ်ရမှာအကူအညီပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်တောင်းဆိုပါတယ်ဝန်ကြီးပေးပါမိခင်ကဘာမြေကြီးကိုဒီကနေ့ရဲ့လေ့ကျင့်စဉ်မှာ healing ပြုလုပ်ရမှာအကူအညီပေးဖို့အတွက်ဖိတ်ခေါ်ပါတယ် တောင်းဆိုပါတယ်အကိုအညီတောင်းခံပါတယ်မိမိရဲ့စိတ်ထဲမှာဗာလီကိုအာယုံလေးဖော်နေလို့ရလေဆိုရင်တဘာဝတရားကြီးနဲ့နှိစက်တဲ့နေရာမှာရောက်နေတယ်လို့အာယုံလေးပြုလိုက်ပါတောတောင်လေးထဲမှာရောက်နေတယ်တပင်လေးတွေအွန်ဆိုင်နေတဲ့တောကလေးထဲမှာတောင်တန်းတွေဝန်းရံနေတဲ့တောကလေးထဲမှာစံချောင်းလေးတွေရှိတဲ့တောကလေးထဲမှာ ထိုင်နေပါတယ်လို့အာယုံလေးပြလိုက်ရအောင်ပါ နေ့ကတော့မိခင်ကဘာမြကြီးကိုပုံဖော်ရမှာအစိမ်းရောင်တောင်တန်းဒီအနေနဲ့ပုံဖော်လေးရှိပါတယ်။အသက်ဝင်လှုပ်ရှားလာတယ်။အလေးရောင်နဲ့တောက်ပါနေတယ်။အစိမ်းရောင်တောင်တန်းဒီတပင်းဒီအနေနဲ့ပုံဖော်လေးရှိပါတယ်။ဒီတော့နေရိုရအချိန်လေးခဏလေးပြီးပြီးမသာအတ်နဲ့အချိန်ဆက်ကလေးကိုတောင်းခံကြရအောင်ပါနော်။ တိတိတတတိတိရှာရှာမပေါ်လာဘူးဆိုရင်လည်းစိတ်မပူပါနဲ့ဒါမိမိရဲ့အာယုဆဆိုင်မှုအားနည်းနေလို့ဖြစ်နိုင်တယ်လို့မိမိနဲ့ခန္ဓာရှင်ချိန်ဆက်တဲ့အခါမှာယခုအချိန်ခဏလေးမှာအချိန်ဆက်ကလေးမမိတာကြောင့်လည်းဖြစ်နိုင်ပါတယ် spirit guide ဆိုရာဟာအနေရောရိတောင်းဆိုခြင်းတဲ့အချိန်မှာလာခြင်းမှာလာပါလိမ့်မယ်သို့တော့ ပရိကိုင်ပီယန်စီဟာဒီလိုလူသားတွေကိုနောက်ခွဲကနေအမြဲတမ်းကူညီနေတဲ့လူတွေဖြစ်ပါတယ်။မိမိဘက်ကမိမိရဲ့နှလုံးသားကိုဖွင့်ထားပြီးအကူအညီလေးကိုလက်ခံဖို့အစင်းနှစ်ဖြစ်နေဖို့ပဲလိုအပ်ပါတယ်။ဒီတော့ညီတို့တွေ visualization လေးကိုဆက်သွားလိုက်ရအောင်ပါနော်။တောက်ကလေးတွေမှာရောင်းနေတယ်၊တပင်းလေးတွေအောင်ဆိုင်နေတယ်။ တာယာလာတဲ့စံချောင်းလေးရဲ့အတန်လေးကို ဝေးကနေကြားနေရတယ်။အကလေးတွေရဲ့အတန်ကိုစားနေရတယ်။အနီရိုရဲ့ဝင်းလေးထွက်လေးလေးကိုအာယုံလေးခဏလေးထားလိုက်ရအောင်ပါ။ ညီတို့ရေမိမိကိုကိုဖြစ်ဖြစ်ချင်းရေတခွန်လေးရဲ့အောက်မှာထိုင်နေတယ်လို့အာယုံပြုလိုက်ရမှာအေဂျန်ရဲ့ရေလေးတွေဟာမိမိရဲ့ခန္ဓာကိုယ်ပေါ်ကိုစစ်စစ်နေတယ်လို့ပုံဖော်ကြည့်ပေးပါမိခင်ကပါနေကြီးကနေရိုးရဲ့စိတ်ထဲမှာရှိနေတဲ့အငြိစေးတွေကိုတန်ဆင်ပေးနေတာဖြစ်ပါတယ် ရေတကုန်လေးရနီရေလေးတရားမိမိရဲ့ခန္ဓာကိုယ်ပေါ်ကိုစီစဉ်သွားရင်မိမိရဲ့ခန္ဓာကိုယ်ပေါ်ကိုစီစဉ်သွားရင်ဒီရေလေးတွေရဲ့အီချမ်းနဲ့တက်ကလေးတွေကိုမိမိဟာခန်းစားနေရတယ်မိမိရဲ့စိတ်ကလေးဟာတဖြည်းဖြည်းနဲ့အီချမ်းလာတယ်ပူပန်တော့ကာတွေဟာတဖြည်းဖြည်းနဲ့အီချမ်းသွားတယ် မိခင်ကဘာမြေကြီးကတတ်ဆင်ပေးနေတဲ့ရေဓာတ်ကလေးကိုအပြီအဝါခံယူပါမိမိရဲ့ခန္ဓာကိုယ်ပေါ်ကိုစီစဉ်ချလာတဲ့ရေတပုံကရေလေးကိုခံစားမိတယ်ဆိုရင် အပြုံးလေးပြုံးမှုကို မမေ့ပါနဲ့နော်အနီရောကိုပညာရည်သင်ကြားပြီးတဲ့ဆရာမကြီးကဗာပြောလဲဆိုရင်အနေကြီးကိုလက်ခံရရှိပြီဆိုရင် အပြုံးလေးနဲ့လက်ခံယူရပါတယ်တဲ့ ဒီလိုပဲမိမိကနေ energy ကိုပေးတယ်ဆိုရင်လည်းအပြုံးလေးနဲ့ပေးရပါတယ်တဲ့။ဒါဟာကိုယ့်ရဲ့ energy စွမ်းရည်လေးကိုနှစားဖို့အားကောင်းလာစေပါတယ်တဲ့။ဒီတော့ညီတို့တွေအချိန်လေးခဏပေးပြီးမသာခါယာကသန့်စင်ပေးနေတယ်။ energy healing energy ကို ခံယူကြရအောင်ပါ။ မိမိဘက်ကဘာကိုမှအတင်းကျပ်လူယူစရာမလိုပါဘူးစိတ်ကလေးကိုလျှော့ထားပြီးဝင်လေထွက်လေလေးကိုပဲမှန်နေလို့ရပါတယ်အာယုံလေးထဲမှာတော့ရေတကွန်လေးကိုပုံဖော်ပေးပါဟီလင်းကသူ့လိုလိုဖြစ်နေပါလိမ့်မယ် အေဂျင့်ရဲ့ကန်စာချက်ကလေးဖြစ်ပေါ်လာတာကိုသတိထားမိပါသလားမိမိရဲ့ခန္ဓာကိုယ်မှာနာကျင်နေတဲ့အစိပ်ပိုင်းတွေရှိတယ်ဆိုရင်လေတသာသွားတာကိုထူးခြားစွာနဲ့ကန်စာပါလိမ့်မယ်တနေ့တာလုံးမှာပြင်းမှန်းခဲ့တဲ့ရှုပ်ထွေးခဲ့တဲ့ပြဿနာတွေရှိတယ်ဆိုရင်လေရေတကွန်ကရေတက်ကလေးကိုခံယူပြီးတဲ့အချိန်မှာ အမတန်ကိုငြိမ်ချမ်းသွားတာကိုခံစားပါလိမ့်မယ် အနီရိုရီမာသခါယာကိုကျေးဇူးတင်ရအောင်ပါမိမိရဲ့စိတ်ဝိညာဉ်နဲ့မိမိရဲ့စိတ်ထဲမှာကုစားရမယ့်စိတ်ဓာတ်ရာတွေကို လာရောက်ပြီး healing and cleansing energy ကိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်လူသားရဲ့အားလုံးဟာမိခင်ကပ္ပာမကြီးရဲ့တာသမီတွေဖြစ်ပါတယ် နှွေထွေတဲ့မေတ္တာတက်ကိုလည်းလက်ခံရရှိပါတယ်။ဒီကနေ့အတွက်နေတို့တွေဟာကဘာမြေကြီးရဲ့တက်ဆင်သောမြင့်မြတ်လာသောဆိုရင်တက်တင်နေချိတ်ဆက်ပြီးတော့မိမိကိုယ်ကိုတန်ဆင်ကုစားခဲ့ကြတာဖြစ်ပါတယ်ဒီကနေ့အတွက်တန်ဆင်ခြင်းလေးချင်းစင်အောင်မြင်ပါပြီ ကွာဒီဟာကိုစတဲ့လေးချင်းချင်းမသိပြီးတော့တိတိတသာခန်းစားချက်တည်းမရှိဘူးဆိုရင်ထက်ခါထက်ခါကိုရအားရသည့်အသည့်ပြုလုပ်ပေးလို့ရပါတယ်အနေတော်ဒီမနာဖြံရဲ့ဒီတူကလင်းစင်းလေးမှာပြန်တွေ့ကြပါမယ်နော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်